၁၉ချိန်နဲ့ပတ်သက်လို့ကျွန်တော်တငယ်ချင်းတွေအတွက်လေးထိပ်ကြားခဲ့ရင်ဆိုတော့လေးထိပ်ကြားခဲ့ရင်ဘာလို့ထိုးမလဲဆိုတဲ့ site လေးလည်းပြပေးမယ်ပြီးတော့ရှင်းနေချာ C line တစ် line လည်းပြပေးမယ်နော်လေးထိပ်နဲ့ပတ်သက်လို့တစ်ဆွန်းနှစ်ဆွန်း၃ဆွန်း၄ဆွန်း၅ဆွန်းပေါ့နော် အဘယ်နှစ်ချားလဲဆိုရင်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ချားပြီးတစ်နှစ်နှစ်ရှင်းနှစ်ကိုးနှစ်ဆယ်နှစ်ဆယ်နှစ်ချားစီပေါ့နော်အဲဆယ်နှစ်ချားမှာလေးထိပ်ကဒါဘယ်လိုကြရတယ်လဲဆိုရင်သူကလွယ်လွယ်လေးပါပဲနော်တစ်ဆုံးမှာလေးထိပ်လို့ကြတော့သုံးနဲ့တွဲတာပေါ့နော်လေးသုံးတွဲသူကတပွင့်စီအလဲတိုင်းကိုတပွင့်ချင်းစီယော့ပေါ့ယူစီနီယာတပွင့်ယော့နဲ့သွားမှာပေါ့နော် ပထမ၄၃တွဲ၄၃တွဲပြီးတော့ကျွန်တော်တို့ဒီမှာနောက်တာ၁၀နှစ်ခြား၄ထိတ်လို့ကြားတဲ့ခါမှာ၄၃ပြီးတော့၄နှစ်ပေါ့နော်အ၄နှစ်ပြီးတော့နောက်ထပ်၁၀နှစ်ခြားမှာအဲတစ်ဆုံးနှစ်ဆုံးပြီးတော့သုံးဆုံးမှာဆိုတာ၄ထိတ်လို့ကြားရင်မှာ၄၃၄နှစ်ပြီးတော့၄တတွဲပေါ့နော်အလဲတိုင်းလေးကစီနီယံတပွင့်ရော့ပါလား၄၃ စေနေချာလေးထိတ်ကြရင်လေးနှစ်နဲ့လာမှာလေးနှစ်ကိုစေနေချာရင် လေးထိတ်ကြရင်လေးတစ်နဲ့လာမှာပေါ့နော်လေးထိတ်ကြရင်လေးတစ်နဲ့လာမှာနောက်ထပ်စေနေချာလေးထိတ်ကြရင်လေးတုံညာနဲ့လာမှာပေါ့နော်နောက်ထပ်စေနေချာလေးထိတ်လို့ကြရင်လေးတုံညာနဲ့လာမှာအဲ၃၄၃၄နှစ်၄တစ်၄တုံညာဆိုတော့ခုဒီ၄ရနေစေနေချာဒီ၅ထဲမှာပေါ့နော်လေးထိတ်ကြရင် လေးကိုးနဲ့ပေါ့နော်လေးကိုးနဲ့အာလေးကိုးနဲ့လာမှာလာပေါ့နော်မွေးသိင်ရင်လည်းမွေးပေါ့မမွေးသိင်နေရင်လည်းမမွေးနဲ့ပေါ့နော်အဲ့ဒါလေးကိုမွေးသိင်တော့လည်းမွေးပေါ့မမွေးသိင်တော့လည်းသဘောပါပဲနော်ခုလိုက်ဟာစီကြောပြမယ်နော်စီကြောပြတဲ့ခါမှာကျွန်တော်အတူချုံပြီးပဲပြမယ်နော်တို့ချုံပြီးပဲပြမယ် ကျွန်တော်တို့ရိုက်ခဲ့တဲ့ဒီ legacy ရှင်းနေချာပေါ့နော်ရှေးပေါင်း6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 ဒီရှေးပေါင်း6တည်းအောက်ကဒီ၃လုံးပေါင်း၃ညပြိတ်၃ည၃လုံးပေါင်း9ပြိတ်9ဒါ၃လုံးပေါင်း8ပြိတ်8ဒီ၃လုံးပေါင်း9ပြိတ်9เนาะ၃ညကို8ခွန်လို့ရိုက်တုံးပါဘောเนาะအဲ့ဒီ၃ညကို8ခွန်လို့ရိုက်တုံးကပြိတ်9ပြိတ်လေး8ခါဒီ9 ဘရိတ်နှစ်ဘရိတ်ရှစ်၃ညခါသည်၃ညကို၃ညဘရိတ်လေးဘရိတ်၁၆ခါသည်၁ကို၃ညကိဘရိတ်၁ဘရိတ်နှစ်ကိုခါသည်၂ကို၃ညတိနှစ်ကိုခါနဲ့ဒီတော့ကဘရိတ်ခွန်ကျွန်တော်အောင်ရတဲ့အလိုက်ပေါ့နော်ကို၃ညတိနှစ်ဒီကို၃ညတိနှစ်ဆိုတဲ့စီရောကိုအခုပင်မှာကျွန်တော်ကရိုက်ပြပါမယ်နော်အဲ့ဒီကို၃ညတိနှစ်ကိုကျွန်တော်တို့ကဒီပါဝါချင်းတော့ 6-5-6ခုပေါ့နော်ကိုတုံညာတိနည်းကိုပါဝါချင်းတော့6-5-6ခုပေါ့နော်ပရိတုံညာပရိချပရိရှိသည်4ပရိတိပရိကိုပရိ9သည်9-5ပရိ3ပရိ3ပရိတုံညာသည်6-5-6ပရိ4ပရိ4ပရိ9သည်ခွန်6-5-6ခုအဲ့ဒါဆိုကျွန်တော်တို့ကဒီမှာပရိ9ပေါ့နော်ပရိ9ပေါ့ ပရိသုံးဥရပေါင်းလက်၄ပရိသုံးဥရပေါင်းလက်၅ပရိသုံးဥရပေါင်းလက်၆ပရိသုံးဥရပေါင်းလက်ခွန်ဆိုရင်ပရိ၉ဝင်ရမှာဒီပရိ၉ကိုဘာနဲ့ရိုက်မလဲဆိုရင်ခွန်ရှိ၉တုံညာနဲ့ရိုက်မယ်ပေါ့နော်၅၃၉ဒီခွန်၆ခွန်၅ဒီ၈ခွန်၈၈တုံညာဒီကိုခွန်ရှိ၉၄နဲ့၄ဒီတုံညာခွန်ရှိ၉တုံညာအဲ့ဒီခွန်ရှိ၉တုံညာနဲ့ထည့်ရိုက်မယ်ပေါ့နော်တို့ဒီတည့်ရရှိရရှိရဒီခွန် လေးရဲ့6ရဲ့7ရဲ့8ရှစ်ခွန်8ရဲ့7ရဲ့4ရဲ့8ကိုခွန်8 6ရဲ့9ရဲ့5ရဲ့8ညခွန်8 9ညဘောနော်ခွန်8 9ညပေါ့အဲ့လိုလာပြီးတော့ခွာကုနောက်ပေါင်း6အဲခွာပေါင်း9 ကွာပေါင်းကိုနောက်ပေါင်းရှစ်ကိုရှစ်ကွာပေါင်းတုံညာကိုရှစ်တုံညာဒီခွန်ပေါ့နော်ကွာပေါင်းခွန်နောက်ပေါင်းတုံခွန်တုံကွာပေါင်းခွန်ခွန်တုံခွန်ဒီခွန်ပေါ့နော်အခွန်နေနဲ့လာတာကွာကိုနောက်ပေါင်းနှစ်ကိုနှစ်ကွာပေါင်း6ကိုနှစ်6ဒီခွန်နဲ့ပဲလာတာကွာရှစ်နောက်ပေါင်းက ခွားရှင်နောက်ပေါင်းကခွားပေါင်းလေးရှင်းကားလေးမှာခွန်ဖြစ်မှာခွန်ဖြစ်ဖို့အတွက်ခွားလေးပေါ့နော်ခွားပေါင်းလေးဟုတ်နော်တကယ်ကြီးနေရှင်းပါလေနော်ခွားကိုနောက်ပေါင်းရှင်းခွားပေါင်း၃ညအကိုရှင်း၃ညဒီခွန်ခွားခွန်နောက်ပေါင်း၃ခွားပေါင်းခွန်ခွန်၃ခွန်ဒီခွန်ခွားကိုနောက်ပေါင်းနေခွားပေါင်း၆ကိုနေ၆ဒီခွန်ခွားရှင်းနောက်ပေါင်းကခွားပေါင်းလေး ရှင်ငါလေးမှာခွန်ဖြစ်မှာကွာပေါင်းလေးဒီခွန်လေးကိုလည်းကျွန်တော်နောက်ကြောင်းပြန်မလန်တော့ပါဘူးเนาะဒါခွန်ဖြစ်ချင်းလေးချင်းနဲ့ကွာပေါင်းလေးခုနကကျွန်တော်တို့ရိုက်တဲ့၃လုံးခွန်၃လုံး၈၃လုံးကို၃လုံး၃ညခွန်၈၉၃ညကိုတော့ဒါလေတိုင်းရိုက်တဲ့လားဘောနော်တေးရရှိရရှိရဒီခွန်လေးရ6ရရှိရဒီရှစ်ခွန်ရှစ်လေးရတေးရလေးရဒီကိုခွန်ရှစ်ကို6ရ9ရ5ရဒီ3ညခွန်ရှစ်ကို3ညဆိုတာ5ခါနဲ့ကွာပေါင်းလေးပြိတ်ကိုဘောနော် ငါးခါနဲ့ကွာပေါင်း၄ပြိတ်ကိုဒါငါးခါနဲ့ကွာပေါင်း၄ပြိတ်ကိုဒီထဲမှာဒါ၄ထိတ်ကိုဒီတစ်ပတ်၄ကိုကြိုက်လို့ပေါ့နော်၄ကိုကြိုက်လို့၄50ပေါ့နော်၄50ရဲ့ဒါတုံညာ5ရဲ့ပေါ့နော်၄ပါတယ်ခဏဆိုတော့ဒီနှစ်ကွက်ပဲရှိရနော်မင်းသားတကယ်ရင်းနေနောက်တစ်မျိုးကဘယ်လိုရိုက်မလဲဆိုရင်နော်ဒီ9ရဲ့ခွားတုံညာရဲ့ဒီ9 တရား၉ရဲ့ဂွားခွန်ရဲ့ဒီ၆၅တရား၁ရဲ့ဂွား၆ရဲ့ဒီခွန်၅၆ခွန်တရား၆ရဲ့ဂွား၂ရဲ့ဆို၈၅၆ခွန်၈เนาะငါရဲ့ဂွား၃ရဲ့ဒီငါ၉ရဲ့ဂွားခွန်ရဲ့ဒီ၆၅၆တရားဂွား၆ရဲ့ဒီခွန်၅၆ခွန်၆ရဲ့ဂွား၂ရဲ့ဒီ၈၅၆ခွန်၈ဆိုသူကဂွား၂အဲ့ဒီဂွား၂ကိုတရား နောက်ပေါင်း၅ပရိတ်6နောက်ပေါင်း၅ပရိတ်6လေတိုင်း8 5 6ပြီ9နောက်ပေါင်း2ပရိတ်9နောက်ပေါင်း2ပရိတ်9 2ကိုလေတိုင်း8 2 9 8ပြီ9နောက်ပေါင်း2ပရိတ်3 2 3လေတိုင်းလေး2 3 4ပြီ9နောက်ပေါင်း8နောက်ပေါင်း8ပရိတ်လေးလေတိုင်း9နောက်ပေါင်းရှိပရိလေးရှိလေးလေးတိုင်းခွန်ရှိလေးခွန်မှာကိုလို့ဖြစ်မှာဆိုရင်သူကဒီခွန်ခါပေါ့နော်ခွန်ခါနဲ့ ခွန်ခါးနဲ့ကွားနှစ်ပေါ့ခွန်ခါးနဲ့ကွားနှစ်ဆိုရင်ဒါခွန်ခါးနဲ့ကွားနှစ်ဆိုရင်ဒီပေါင်းကမွေးကနန်းပေါ့နော်မွေးကနန်းခွန်ခါးနဲ့ကွားနှစ်ဆိုရင်ဒီတစ်ခွန်တစ်နဲ့ဒါလေးကစားရမယ်ဆိုရင်လေးခွန်ရှစ်ရှစ်ခွန်လေးပေါ့နော်ဒီသုံးခွက်ပေါ့ခွန်ခါးနဲ့ကွားနှစ်ဆိုရင်တစ်ခွန်တစ်လေးခွန်ရှစ်ရှစ်ခွန်လေးဆိုတဲ့သုံးခွက်ကိုကျွန်တော်တည့်ပေးလိုက်ပါတယ်ငါးခါနဲ့ကွာလေးကိုကစားမယ်ဆိုရင်၄90ကိုတည့်ပေးလိုက်ပါတယ် မိမိကြိုက်နှစ်သက်ရာကိုထိုးပါမနက်သားဒီလိုင်းလေးမှာဒီကွက်နှစ်ကွက်သုံးကွက်ပေါ့နော်ဒီသုံးကွက်ကိုအကြိုက်ကနန်းနေနဲ့တဲပေးလိုက်ပါလေဟုတ်ကျွန်တော်မင်းသားတာပါနော်